မင်္ဂလာပါရှင်ဧပြီလ22ရက်အင်္ဂါနေ့ရွှေဘုံရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့89နှစ်မြောက်မြန်မာနိုင်ငံမိသားတစ်ဖွဲ့အနေကိုဂုဏ်ပြုကျေးဇူးတော်အပြင်မိဘလူ့ကျောင်းရေးလုပ်ငန်းများဆောင်ရွက်တဲ့သတင်းမေလ9ရက်နေ့တွင်ကြာုံမဲ89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေကိုကျူးစွဂုဏ်ပြုတော်အဖြစ်ဧပြီ22ရက်နေ့နက်ရှင်နိုင်က ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်မိသက်ဦးစည်းမှုဦးကျော်ဇန်လတ်ဦးဆောင်သောတန်နေမိသက်တပ်ဖွဲ့ဝင်များနဲ့အရံမိသက်တပ်ဖွဲ့ဝင်များကမိငိမ့်တက်ရင်များနဲ့အင်းစိန်မြို့နယ်နေသာကုန်းရက်ခွက်တူတွင်တိန်စင်းတိန်တက်မိကျွဲမိကြံစစ်စီခြင်းမိတိမှုရေးမိစော်အော်ခြင်းအရေးပေါ်မိသက်နိုင်၏အသိပညာပေးလက်ကမ်းစာတောင်များဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ဝဲကြကြောင်းသိရပါသည်။အလားတူ 89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့တွေကိုဂုံပြူကျူစွတ်သောအဖြစ်ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်အတွင်းရှိရက်ွက်ကျေးရွာအုပ်စုများတွင်ခရိုင်မိသက်ဦးစီးမှုကကြီးကြက်ခ ဧပြီ22ရက်နေ့နေ့ရှင်နိုင်ကမြို့နယ်မိသက်ဦးစည်းမှုဥစော်ချစ်ထက်ဦးဆောင်သောတန်နေမိသက်တပ်ဖွဲ့ဝင်များနဲ့အယံမိသက်တပ်ဖွဲ့ဝင်များကမိငိမ့်သက်ရင်များနဲ့အယံမိသက်တပ်ဖွဲ့ဝင်များကမိငိမ့်သက်ရင်များနဲ့တိုက်ကြီးမျိုးနဲ့အုတ်ကံမျိုးနဲ့အဖြောင်မျိုးတို့တွင်တရင်တဆင်းမိစစ်စေခြင်းမိသတိမူရေးမိစော်ဩခြင်းမိသက်အသိပညာပေး၎င်းစားဆောင်များဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ကြကြောင်းသိရပါသည် အလားတူ89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေကိုချုပ်ဆိုဂုဏ်ပြုသောအဖြစ်ဌာနပင်မြို့နယ်မိသက်ဦးစီးဌာနမှမိသက်ဦးစီးမှုဦးမုံမင်းအောင်ဦးဆောင်ပြီးမြို့နယ်မိသက်တပ်ဖွဲ့ဝင်များကဌာနပင်မြို့စီးတွင်ဈေးသူဈေးသားများနဲ့ဈေးရှိဖြတ်တန်းသွားလာနေကြတဲ့ရက်ွက်ကျေးရွာနေပြည်သူများအား မိဘအန်ရဲ့ဂျူတင်ကာကွယ်ရေးအသိပညာပိတ်လက္ခဏာဆောင်ဆောင်များကိုဖြန့်ဝေပေးကြကြောင်းနဲ့ကြောင်ကုန်ကြီးရွာရွှေမော်ဖြူဖရာကြီးရဲ့ပရံဝင်အတွင်းစူပေါင်းတန်ရှင်ရေးဆောင်ရွက်ကြကြောင်းသိရှိရပါတယ်။ဒီတဲ့င်းကိုတော့ခင်းနှင်းတက်တဲ့စင်မထိုက်တူကပြပူလာတာပါ။ဆလာဒင်ဆမေတဲ့ရင်ကတော့တွန်တေးမြူနေရင် ပထမအကြိမ်မြောက်နေဦးတရားဓမ္မသဘင်ကျင်ပါရတဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးဒွန်ဒေမျိုးနဲ့ကျွန်းတော်ကန်သာယာရက်ခွန်းကန်သာယာမိသားစုများကကျင်းပပြုလုပ်တဲ့ပထမအကြိမ်များနှစ်တေကူနှစ်ဦးတရားအလှူတော်နှစ်ဦးဓမ္မသဘင်ပွဲကိုဧပြီလ20ရက်ည9နာရီကကန်သာယာလမ်းမကြီးကန်သာယာ14လမ်းထိပ်မှာကျင်းပကြောင်းသိရပါဗျာ။ အဆိုပါနှစ်ကူနှစ်ဦးဒါနာအထူးတရားပွဲကိုဧပြီလ20ရက်နေ့မှ20ရက်နေ့အထိ၃ရက်ညတိုင်တိုင်ကျင်းပမှာဖြစ်ကြောင်းနဲ့ဆရာတော်များဖြစ်ကြတဲ့ဓမ္မစရိယာနဲလေဓမ္မကတိကဗတ္တနာပညာဝင်သားရွှေတွန်တေးကျေတပွင်တောင်တော်ကုန်ဤကဲကြောင်းတိုင်းပြီးတကဲနှစ်ပုံဆောင် အရှင်ဝီလာသားနေတွန်တင်းမြို့နယ်တန်ခါနာယကအဖွဲဥက္ကဋ္ဌသာသနာတစဓမ္မစရိယာဗဒ္ဒနာနာရထ တတနာအရှင်သူမြတ်များကနိဗ္ဗာန်ရောက်ကြောင်းတရားတော်များကိုဟောကြားတော်မူကြမှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့တွန်ဒေတာကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ရွှေရကုံရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတို့တင်ရှိပါရဲ့ရှင်။